ငရင်ဘေးတံတင်ပြည်သူများအတွက်အလူငွေနဲ့အလူပစ္စည်းများလှူဒန်းနိုင်ကြောင်းအသိပေးချင်ကြခြင်းမလ28ရက်နေ့မှာမြန်မာနိုင်ငံပြည်တွင်မန္တလေးမြို့အနီးကိုဗဟိုပြုလှုပ်ခတ်ခဲ့တဲ့အင်အားဖြင့်ငရင်ဘေးတံတင်ပြည်သူများအတွက်ပြည်တွင်းပြည်ပစေတနာရှင်ပြည်သူများအနေနဲ့အလူငွေနဲ့အလူပစ္စည်းများပါဝင်လှူဒန်းနိုင်ပါတယ်။မိုဘိုင်းငွေပေးချေမှုစနစ်ဖြင့်လှူဒန်းလိုပါကပန်းများမှလှူဒန်းလိုပါက မြန်မာကျပ်ငွေကိုမြန်မာစီးပွားရေးဘဏ်နေပြီးတော့မှငွေစဉ်အမှတ် OA 011834ကိုဖွင့်လှစ်ထားရာငွေသားဖြင့်ဖြစ်စေစည်ရင်ပြောင်းအကောင့် transfer နည်းလမ်းဖြင့်ဖြစ်စေလူတန်းနိုင်မှာဖြစ်ပါတယ်။နိုင်ငံသားငွေလူတန်းလူပါကမြန်မာနိုင်ငံသားကုန်သွယ်မှုဘဏ်ရန်ကုန်မြို့မှာငွေစဉ်အမှတ်011128400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 0 မြမစီမားရေးဗန်နေပြီးတော့မှဖွင့်လှစ်ထားတဲ့နိုင်ငံသားငွေစင်းအမှတ် EDN 600018တို့ဆက်သွယ်ပေးဖို့လူတန်းနိုင်မှာကြောင်းအမျိုးသားတဘာဝပင်းအန်ဒီရဲ့ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီမှအတိပေးကြေညာထားပါတယ်ရှင်။